မင်္ဂလာပါရှင်တောက်လင်းထိုင်းရဲ့ဧပြီလ23ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါတောက်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောက်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ကျမယွန်းကြည့်ပါပါရှင်ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့အပြည့်ရသက်တမ်းထိုးထားတဲ့စစ်ကောင်စီကကော့ဂရိတ်နဲ့ဂျုံတို့မျိုးတို့မှာပုံဆက်ကျင်းနေတဲ့သတင်း ။တနင်္သာရီတိုင်းမှာတလာအတွင်အရက်သား9000နီးပါးဆက်ရှောင်ခဲ့ရတဲ့တဲ့တဲ့။ပြည်တွင်းရွှေဈေးကျပ်85သိန်းဝန်းကျင်အထိဈေးနှုန်းမြင့်တက်လာတဲ့တဲ့တွေနဲ့အတူတရုတ်ရဲ့အပြည့်ရဲ့စောင့်ကြည့်ရေးအဖွဲ့ကြောင့်ရှမ်းမြောက်မှာစစ်ကောင်စီရဲ့စစ်ရေးအသာရနိုင်မှုတဲ့တွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့ American နဲ့ကုန်သွယ်ရေးဆွေးနွေးမှုတွေကိုရွှေ့ဆိုင်းထားတယ်လို့ထိုင်းဝန်ကြီးချုပ်ပြောလိုက်တဲ့တဲ့။ ငလင်ပင်နဲ့ကြုံထားပေမဲ့မြန်မာမှာနျူကလ িয়ার ဆက်ရုံတိစောက်သွားမယ်လို့ရုရှားပြောလိုက်တဲ့သတင်းတွေနဲ့အတူအာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါဧပြီလကုန်အထိအပြည့်ရသက်တမ်းထပ်တိုးထားတယ်လို့စစ်ကောင်စီဘက်ကကြေညာထားပေမယ့် ကရင်ပြည်နယ်ကော့ကရိတ်မြို့နဲ့ကျုံတုံးမြို့အနီးဝန်းကျင်ကကျေးရွာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေရလို့နယ်မြေသတင်းအရင်းမြစ်တွေကတလွင်ထားမှုပြောပါရယ်။ကော့ကရိတ်မြောက်ပိုင်းကကျေးရွာတွေနဲ့ကျုံတုံးကော့ကရိတ်လမ်းတစ်လျှောက်ကကျေးရွာတွေမှာ KNL ဥဆောင်တဲ့တော်လန်ရေးအင်အားစုအဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့ကြောင်းပြီးခဲ့တဲ့ဧပြီလ14ရက်နေ့ကစလို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးဧပြီလ23ရက်နေ့အထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေခဲ့တာပါ။ ဧပြီလ23ရက်နေ့မှာတော့ကော့ဂရိတ်မြို့နဲ့တုံတို့မြို့အနီးအနားကကျေးရွာတွေကိုစစ်ကောင်စီတပ်ကဝိုင်းတွဲလေရင်နဲ့လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဧပြီလ22ရက်နေ့ကလည်းကော့ဂရိတ်မြောက်ပိုင်းရင်ခွဲတောင်စခန်းအနီးဝန်းကျင်ကကျေးရွာတွေဖြစ်ကြတယ်။မြားပတိုင်းရဲ့ကင်မရာကျေးရွာတွေထဲကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကမရရွာကကလေးတွေအပါဝင်အရသာပြည်သူ9ဦးထိခိုက်မှုရှိခဲ့ပြီးစစ်ရုံကိုပို့ဆောင်ကူတာခဲ့ရတယ်လို့နေမြေခံတဲ့အရေးမြစ်တွေကပြောဆိုထားပါတယ်။ တိုက်ပွဲတစ်ပတ်ကျော်ကာလအတွင်းမှာစစ်ကောင်စီတပ်ကအယက်သားပြည်သူတွေနေထိုင်တဲ့ခြေရွာတွေပေါ်ပိတ်မှတ်ထားပြီးလေကြောင်းဘုံကျဲချမှုနဲ့လက်နက်ကြီးပစ်ခတ်တာတွေကြောင့်အယက်သားပြည်သူ20ဦးကျော်သေဆုံးခဲ့ရပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တော်လန်ရေးအဖွဲ့အစည်းတွေနဲ့ဒေသခံတွေရဲ့ပြောဆိုထုတ်ပြန်ချက်တွေအရသိရပါဗျ။စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုအတွင်မှာအယက်သားပြည်သူတွေရဲ့နေအိမ်အဆောက်အဦတွေအပြင် စားတင်ကြောင်းနဲ့ဖုန်ကြီးကြောင်းတွေအများစုထိခိုက်ပျက်စီးခဲ့ရပြီးစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားရာနေရာတွေရောတိုက်ပွဲမဖြစ်တဲ့ကျေးရွာတွေကိုပါဘုံကျဲပစ်ခတ်နေတယ်လို့နယ်မြေခံသတင်းအရင်းမြစ်တွေကဆိုကြပါတယ်။အချိန်တစ်ပတ်ကျော်ကြာလာတဲ့ကော့ကရိတ်ကြုံတို့တိုက်ပွဲမှာကြုံတို့ကော့ကရိတ်လမ်းမိုင်းကနွားချံကုန်းကနေကိုးတိုင်အထိရှိနေတဲ့ဂိတ်စခန်းတွေအားလုံးကိုတော်လန်ရင်အင်အားစုအဖွဲ့တွေကတင်းယူစိုးမိုးထားတယ်လို့ဆိုပါတယ်။ ဒါပြင်ကော်ဂရိတ်မြောက်ဘက်နဘူးတရာကျိုးလမ်းပိုင်းကစာကာကာစနစ်ဌာနချုပ်ရဲ့ကာကင်းစခန်းတစ်ခုဖြစ်တဲ့ရင်ခွဲတောင်စခန်းကိုလည်းသင်းယူနိုင်ခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။တနင်္လာရီတိုင်းမှာပြီးခဲ့တဲ့မတ်လအတွင်းစစ်ကောင်စီတပ်နဲ့တော်လန်ရေးအင်အားစုတွေရဲ့နှစ်ဖက်တိုက်ပွဲတွေပြင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အယက်သား9000နီးပါးနေရစွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဒေသရင်းသူတွေကအဖွဲ့ဖြစ်တဲ့ FIFA တနင်္လာရီကထုတ်ပြန်ထားပါဗျ။ မက်လာတွင်စစ်ကောင်စီတပ်ကကုန်းသွယ်ရေးလမ်းမကြီးတွေကိုဇဒိုက်စစ်ကြောင်းထိုးတာရေနံစိတ်ကန်အေဗီယာကိုစစ်ကြောင်းထိုးတာကြောင့်တိုက်ပွဲဖြစ်ပွားမှုလေကြောင်းရေကြောင်းကတိုက်ခိုက်မှုနဲ့ဖမ်းဆီးတပ်ဖြတ်မှုတွေကြောင့်နေရက်စွန့်ခွာထွက်ပြေးမှုတွေပိုများခဲ့တာပါတဝဲခရိုင်အတွင်းရှိတဝဲလောင်လုံးရေပြူနဲ့တရက်ချောင်းမျိုးတို့မှာနေရက်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ပြည်သူအနည်းဆုံး28,300ကျော်အထိရှိခဲ့တာဖြစ်ပါတယ် အလာတူဘဲခရအတွင်းရှိဘလော်တနင်းသာရီဘိန်းနဲ့ကျွန်းစုမြို့နယ်တွေမှာလည်းတိုက်ပွဲဖြစ်ပွားတာအပြင် ရေချောင်းနဲ့လေချောင်းတိုက်ခိုက်ခံရတာကြောင့်နေရာဆုံးခွာခဲ့ရသူအ ਨੇ ဆုံး3,950ကျော်အထိရှိခဲ့တယ်လို့ FV5 တနင်းသာရီကဆိုပါတယ်အဲ့ဒီထဲကပလောစစ်ဆောင်စကံမှာနေထိုင်သူ3000ဝန်းကျင်သာရှိနေပြီးကြံသူတွေဟာနီးစက်ရတော်တောင်ချံရွာနဲ့မြို့ပေါ်တွေကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ဖော်ပြထားပါတယ်။ တနင်္သာရီမြို့နယ်မှာလည်းစစ်ကောင်စီတပ်ကနေစဉ်ရက်ဆက်စစ်ကြောင်းထိုးတာဖြင့်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူ18500နီးပါးဟာရွာလုံးကျွတ်ထွက်ပြေးတန်းရှောင်နေရတယ်လို့ဆိုပါတယ်။ဒါအပြင်တနင်္သာရီတိုင်းအတွင်းရှိတချို့စစ်ရှောင်တွေဟာဆိုရင်ငှက်ဖြားဝမ်းယောဂအရေပြားယောဂနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေဖြစ်ပွားနေပြီးရက်ရှည်လာတာနဲ့အမျှအမိုးကစေဝါမလုံလောက်မှုတွေကြောင့်ပုံမှုဒုက္ခရောက်နေကြရတယ်လို့ FIFA တနင်္သာရီအဖွဲ့ဝင်ကိုကျော်စန်းမင်းကပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်းတနင်္သာရီတိုင်းမှာနှစ်ဘက်တိုက်ပွဲတွေဖြင့်နေချောင်းတိုက်ခိုက်မှုတွေကြောင့်နေရဆွန့်ခွာထွက်ပြေးတင်းရှောင်ခဲ့ရသူ6400ကျော်အထိရှိခဲ့တယ်လို့သိရပါဗျ။ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1542ရက်တွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့ဇင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1542ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6533ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2958ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ6882ဦးအထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးတင်းသားများကကိုင်စောင့်ရှောက်ရေးအသင်းထံမှအရယူဖော်ပြတာဖြစ်ပါတယ်။ အမေရိကန်နဲ့တရုတ်ကြားဖြစ်ပွားနေတဲ့ကုန်သွယ်ရေးစစ်ပွဲကြောင့်ကမ္ဘာရွှေစင်းတော်မြင့်တက်လာတဲ့အတွက်ပြည်တွင်းရွှေစင်းတော်ကျပ်85သိန်းဝန်းကျင်အထိလိုက်တက်လာပါတယ်။ဒီအကြောင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါတယ်။တရွေ့ရွေ့မြင့်တက်လာတဲ့ပြည်တွင်းမီးလင်းအခောက်ရွှေစင်းတော်ဟာကမ္ဘာရွှေစင်းတော်မြင့်တက်လာမှုနဲ့အတူတကြက်သားကျပ်85သိန်းဝန်းကျင်အထိဈေးနှုန်းမြင့်တက်လာတယ်လို့ရွှေလုံငန်းချင်းတွေကတန်လွင်တိုင်းကိုပြောပါတယ်။တကြက်မတိုင်းမီဧပြီပထမပတ်ကတကြက်သားကျပ်သိန်း 80ဝန်းကျင်သာရှိခဲ့တဲ့ရွှေစည်းနှုန်းဟာတကြံပြီးနောက်ဧပြီ23ရက်နေ့မှာတကြက်သားကျပ်85သိန်းဝန်းကျင်ထိဈေးနှုန်းတိုးတက်လာခဲ့တာဖြစ်ပါတယ်။ကမ္ဘာရွှေစည်းနှုန်းတွေကလည်းရွှေတအောင်စကိုအမေရိကန်ဒေါ်လာ3040ဝန်းကျင်ကနေဒေါ်လာ3320ဝန်းကျင်ထိဈေးနှုန်းမြင့်တက်လာပြီးတအောင်စလျင်ဒေါ်လာ300နီးပါးဈေးနှုန်းမြင့်တက်လာခဲ့တာပါ။ရွှေလုံငန်းရှင်တူကတော့ပြည်တွင်းရွှေစည်းနှုန်းဟာအမေရိကန်နဲ့တရုတ်ကြားဖြစ်ပွားနေတဲ့ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာရွှေစင်းလုံးမြင့်တက်လာတဲ့အတွက်ပြည်တွင်းရွှေစင်းလုံးလည်းလိုက်တက်လာတာဖြစ်တယ်လို့ပြောပါတယ်ခုဖြစ်နေတဲ့ဆူဒီရကျတော့အမှန်နိုင်ငံကြီးနဲ့တော့စိတ်တော့မ accept ဘူးပေါ့နော်ဝယ်လိုအားရောင်းလို့အားနဲ့လည်းမ accept ဘူးအကြီးကကဘာဖြစ်တာလဲဆိုတော့ကမ္ဘာရွှေစင်းတောင်ပေါ့နော်ကမ္ဘာရွှေစင်းကလည်းဘာဖြစ်လို့ဖြစ်လဲဆိုတော့အခုဟာကအမေရိကန်နဲ့တရုတ်နဲ့စီးပွားရေးပေါ့နော်ဖြစ်ပေါ်လို့ပြောမလားပေါ့နော်အဲ့ဒီပုံစံမျိုးအခုမျိုးတောင်းမလို့ဟိုကဘာမှလုပ်ငန်းနေရလေအဲ့ဒီလုပ်ငန်းတွေမှာ အားနည်းသွားပြီးတဲ့ခါကျတော့ဒီဘက်ကိုလှည့်ကြလဲဆိုတော့ဒီ stock market ကိုထွေသေးဘက်ကိုလှည့်တဲ့အချိန်မှာထွေသေးကကမ္ဘာကြီးကြီးကတက်သွားဘာကြီးကြီးတက်တဲ့ခါကျတော့အမကြီးကြီးကလည်းလိုက်တက်တာပေါ့နော်ပြည်ရင်းရွှေစင်းလုံးမြင့်တက်လာတဲ့အတွက်တဘာဝဘေးဒဏ်သင့်တဲ့ဒေသတွေမှာဝယ်လူအားထက်ရောင်းလူအားများနေပြီးကြံဒေသတွေမှာတော့ဈေးကွက်အေးနေတဲ့ခြေနေမှာရှိရဲလို့ရွှေလုံငန်းရှင်တွေကဆိုကြပါတယ်။ပြည်ရင်းရွှေစင်းလုံးမြင့်တက်ပြီးနောက်တချို့ရွှေရောင်းရတဲ့စိုင်းတွေအနေနဲ့တစ်ချက်သားလျှင်ကြက် 6000ကနေ7000ဝန်းကျင်ထိဈေးခွာရောင်းဝယ်မှုတွေရှိနေတယ်လို့စစ်ကောင်စီဘက်ကစောင့်ကြည့်တာတွေရှိနေပါတယ်။ပြည်ရင်းရွှေစင်းလုံးကျပ်85သိန်းဝန်းကျင်ထိမြင့်တက်လာပြီးမဲ့ဧပြီ23ရက်နေ့မှာစစ်ကောင်စီတက်မှတ်တဲ့ရွှေရည်ညွှန်းစင်းလုံးကကျပ်56သိန်းကျော်တာရှိပြီးတကြက်သားလင်ကျပ်19သိန်းနီးပါးဈေးနှုန်းကွာဟနေပါတယ်။ စစ်ကောင်စီနဲ့ MNDAA ရဲ့ကုမင်းဆွေးနွေးပွဲသဘောတူညီချက်တွေကိုအကောင်အထည်ဖော်နိုင်မှုတရုတ်နိုင်ငံကအပြစ်ခတ်ရက်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကိုလာရှိုးမျိုးစီဆေးလွတ်ခဲ့ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။စစ်ကောင်စီနဲ့ MNDAA တို့ရဲ့အပြစ်ခတ်ရက်စဲရေးကိုစောင့်ကြည့်ဖို့တရုတ်နိုင်ငံကပြစ်ခတ်ရက်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကိုလာရှိုးမျိုးတို့ဆေးလွတ်ခဲ့တယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရကောင်ချင်းကန်းကဧပြီ22ရက်နေ့မှာထုတ်ပြောပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့လာရှိုးမျိုးကနေ MNDA တပ်ဖွဲ့ဝင်တွေစုခွာပြီးရင်နောက်ဧပြီ22ရက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်လာပြီးဒေသဆိုင်ရာအုပ်ချုပ်ခွင့်ပြန်လည်လွှတ်အပ်မှုအပေါ်သတင်းစာရှင်းလင်းပွဲမှာတရုတ်စုရကဖြေကြားလာတာပါစစ်ကောင်စီနဲ့ MNDA တို့ရဲ့ကိုမင်းဆွေးနွေးပွဲကသဘောတူညီချက်တွေကိုအကောင့်ထဲပေါ်နိုင်မှုနှစ်ဖက်ဖွဲ့ရဲ့ဖိတ်ကြားချက်အရမကြသေးမီကတရုတ်နိုင်ငံကပြစ်ခတ်ရဲ့ဆဲမှုစောင့်ကြည့်ရဖွဲ့ကိုလာရှိုးမျိုးတို့ဆင်လွတ်ခဲ့တာလို့ဆိုပါတယ်ဒီအဖွဲ့ဟာစစ်ကောင်စီနဲ့ MNDA တို့ကြား ပြစ်ခတ်ရစဲရေးကိုစောင့်ကြည့်သွားမှာဖြစ်ပြီးလာရှိုးမြို့ချောမွေ့စွာလွှဲပြောင်းပေးရခြင်းကိုမျက်မြင်သက်သေခံသွားမယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူကထောက်ပြပြောဆိုထားတာပါစီရီယံပိုကြီးစင်ရော်ကတရုတ်အာကိုနဲ့ကိုကန့်ထင်းချုံနယ်မြေတွေမှာရွေးကောက်ပွဲလုပ်ဖို့အထိစစ်ကောင်စီကဖိအားပေးလာနိုင်ပြီးနှစ်ဖက်ဖွဲ့ကလည်းအပြစ်ရဆိုင်ထားတာကြောင့် TNL ပေါ်စီအရာတက်ရောက်နိုင်တယ်လို့သုံးသပ်ပါတယ်စစ်ကောင်စီကတရုတ်အာကိုနဲ့ပေါ့နော်ကိုကန့်ထင်းထင်းထားတဲ့နေရာတွေမှာသူတို့ရဲ့ဟန်ပြရွေးကောက်ပွဲ ကျင်းပနိုင်မှုအထိဖီးအားတွေပေးလာနိုင်မယ်လို့ကျွန်တော်တော့မှန်းဆပါတယ်ဒီလာရှိုးပေးပြီးတော့တစ်ချက်ပိုစိုးတာက MND ကိုကံဖွဲ့နေတဲ့အပြစ်ဆိုင်ထားတဲ့သဘောရှိတယ်အဲ့တော့အပြစ်ဆိုင်ထားတဲ့သဘောရှိရတော့ဒီဟိုဘက်ကပေါ့နော် TNL လေးဘက်မှာတွားပြီးတော့ဖီးအားဖြစ်သွားတယ်ဘာလို့လဲဆိုတော့ရှမ်းမြောင်မှာဥတီရန်သူပေါ့နော်စစ်ကောင်စီရဲ့ဥတီရန်သူဆိုလို့ကျွန်တော်တို့ဒီ TNL လေးတို့ DPR လေးတို့ပြီးရင်မန်လေး PDF တို့အဲ့လောက်ပဲရှိတော့တဲ့အနေအထားမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့အဖွဲ့တစ်ဖွဲ့ရဲ့အပြစ်ဆိုင်လိုက်တဲ့အား တော်တော်ကြသွားတယ်အဲအဲ့ဒီအရဲ့ side effect ကပေါ့နော်ဒီ TNL ဘက်ကိုတွားပြီးတော့ပူခံစားရတယ်ပေါ့နော်အဲအဲ့လိုမျိုးအနေအထားမျိုးတွေရှိပါတယ်ဗျာထိန်းချုပ်ထားတဲ့လာရှိုးမျိုးပေါ်ကနေဆုတ်ခွာခဲ့ရတဲ့ကိုကန့်တဲ့ MND ဟာမြို့ပြင်းနဲ့ကြီးရွာတွေမှာတော့ဆက်လက်နေရယူထားပြီးစစ်ကောင်စီကတော့မြို့ပေါ်ရပ်ကွက်ဆက်နှက်ခုမှာဌာနဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့တပ်ဖွဲ့ဝင်တွေပြန်လည်နေရယူမှာဖြစ်ပါတယ်တရုတ်နိုင်ငံသားဌာနပြောခွင့်ရကောင်းချင်ကန်းကမြန်မာနိုင်ငံမြောက်ပိုင်းမှာငင်းချမ်းကြီးနဲ့တည်ငြိမ်ရေးကိုထိန်းသိမ်းရမှာ တရုတ်နိုင်ငံရဲ့ပြည်သူ့ဘောဆောင်တဲ့ခန်းကဏ္ဍကိုနှစ်ဖက်ဖွဲ့ကကျေစုတင်တယ်လို့ဆိုပါတယ်။လက်ရှိမှာတရုတ်နိုင်ငံကဆေးလွတ်ထားတဲ့ပြစ်ခတ်ရဆဲမှုစောင့်ကြည့်ရေးဘွဲဟာလာရှိုးမျိုးကနေထွက်ခွာခြင်းရှိမရှိမသိရသေးတယ်လို့မြို့လွဲပြောင်းရေးနဲ့ပတ်သက်ပြီးစစ်ကောင်စီနဲ့ MNDA တို့သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ရှမ်းမြောက်မှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ခြေဆက်ရာလာရှိုးမျိုးကို MNDA နဲ့ပူးပေါင်းအဖွဲ့တွေက2024ခုနှစ်ဩဂုတ်လဆန်းမှာတင်ပိုက်ခဲ့ပြီးတဲ့နောက်ပိုင်းတရုတ်စုရကတိုက်ပွဲရပ်တန့်မှုဖိအားပေးခဲ့ပါတယ်။ ဟမ်မန်ဒီကိုဖြတ်ငါဖြတ်နဲ့လာရှုမျိုးကနေမစုံမချင်းတရုတ်ဆိုးရကရေးယူခဲ့တာကြောင့်နိုင်ငံရေးရဆွေးနွေးဖို့ကြီးညာခဲ့ရပြီးဖြေလျှော့မှုတချို့ရရှိခဲ့ပါတယ်။ဇန်နဝါရီမှာတော့တရုတ်ဆိုးရညှိနှိုင်းပေးမှုအရကုမင်းမျိုးမှာစစ်ကောင်စီနဲ့ MNDA တို့တွဲဆုံဆွေးနွေးခဲ့ပါတယ်။ဆွေးနွေးမှုရလဒ်ရနှစ်ဖက်အပြစ်ခတ်ရစေရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့တရုတ်ဆိုးရဘက်ကထုတ်ပြောခဲ့ပြီးလက်ရှိမှာတော့ MNDA ဟာလာရှုမျိုးကနေစွပ်ခွာဖို့ဖြစ်လာပါတယ်။စစ်ကောင်စီအနေနဲ့ CA အရရှုံးနိမ့်ပေမဲ့ တရုတ်ဖီအားနဲ့လာရှိုမျိုးကိုပထမဆုံးဝင်ရောက်ခွင့်ရခဲ့တာမို့တတိထားရမယ်လို့စီဒီအမ်ဘူကြီးစင်ရောကထောက်ပြပါသည်အစီအရာရှုံးနေမှုတွေရှိပေမဲ့တစ်ဖက်ကအင်အားကြီးနိုင်ငံရဲ့ဖီအားနဲ့ဒီနယ်မြေပေါ့နော်လာရှိုမျိုးကိုဒါပထမဆုံးချင်းဝင်လာတာပေါ့နော်ဒါပေမဲ့စစ်ကောင်စီရဲ့ခေါင်းဝင်ကိုဆက်ဗျူဟာကတတိထားရပါမယ်အဲအခုလဲဖီအားပေးတောင်းဆိုမှုတွေရှိနေတယ်လို့ကြားသိနေရပြီးတော့ပေါ့နော်အမန်ဒီနဲ့ဒီပူပေါင်းတပ်ဖွဲ့တွေတော်လိုင်းရေးဖွဲ့တွေဘယ်လိုတုံ့ပြန်မလဲဆိုတာကိုကျွန်တော်တို့ဒါဆက်ပြီးတော့ ကြည့်ရမှာပေါ့နော်တရုတ်ဆိုရကတော့ကိုမင်းဆွေးနွေးပွဲလုပ်ငန်းစဉ်တွတ်တက်အောင်ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းမှာစစ်ပွဲတွေရပ်တန့်ရေးအတွက်ဆွေးနွေးပွဲတွေလှုပ်ဆောင်သွားမယ်လို့သတင်းစာရှင်းလင်းပွဲမှာအတည်ပြုထားတာပါဒါအပြင်မြန်မာနိုင်ငံကဘတ်အသီးသီးနဲ့အတူတရုတ်မြန်မာနယ်စပ်ငင်းကြေးရေးနဲ့တည်ငြိမ်ရေးကိုပူးပေါင်းဆောင်ရွက်သွားမယ်လို့တရုတ်နိုင်ငံကြားရေးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံကထုတ်ပြန်ထားပါသည် နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အမေရိကန်ရဲ့ကုန်သွယ်ရေးဆွေးနွေးမှုတွေကိုရွှေ့ဆိုင်းထားတယ်လို့ထိုင်းဝန်ကြီးချုပ်ပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကတင်ဆက်ပေးထားပါဗျ။ အရေးကြီးတဲ့ကိစ္စရပ်တွေပြန်လည်သုံးသပ်ဖို့ထိုင်းအစိုးရကိုအမေရိကန်ကတောင်းဆိုထားတာကြောင့်အခွန်မြင့်တက်လာမှုနဲ့ပတ်သက်လို့ဝါရှင်တန်နဲ့ဆွေးနွေးမှုတွေကိုလည်းရွှေ့ဆိုင်းထားတယ်လို့ဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝါထရာကဧပြီလ22ရက်မှာပြောကြားခဲ့ပါတယ်။အရင်ကဧပြီလ23ရက်မှာဆွေးနွေးဖို့စီစဉ်ခဲ့တာဖြစ်ပြီးနောက်ထပ်တွေ့ဆုံမဲ့ရက်ကိုစီစဉ်ထားပြီးဖြစ်တယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစီအစဉ်တွေကြောင့်အများဆုံးထိခိုက်ခဲ့တဲ့အရှေ့တောင်အာရှနိုင်ငံတွေထဲမှာထိုင်းနိုင်ငံလည်းပါဝင်ပါတယ်။ မိမိတို့ရဲ့အခွန်အတုပ်တွေကိုတင့်တော်သလိုညှိနှိုင်းမှုအပါအဝင်ကိစ္စရပ်တွေကိုမိမိတို့ပြန်လည်သုံးသပ်မှာဖြစ်ပြီးအရန်နှေးကွေးနေမှာမဟုတ်ဘူးလို့ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်အမေရိကန်ဟာပြီးခဲ့တဲ့နှစ်မှာထိုင်းရဲ့ကုန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ခဲ့ပြီးစုစုပေါင်းပို့ကုန်ရဲ့18.3ရာခိုင်နှုန်းဒေါ်လာ54.6ဘီလီယံတန်မိုးရှိပါတယ်။ ထိုင်းရဲ့ကုန်သွယ်ရေးလုံငွေပြမှုတန်ဖိုးဒေါ်လာ45တသမ6ဘီလီယံရှိတယ်လို့ဝါရှင်တန်ကပြောပါတယ်။အမေရိကန်နဲ့နှိနှိုင်းမှုတွေဟာနှစ်နိုင်ငံအကျိုးရှိတဲ့နှိနှိုင်းမှုတွေဖြစ်သင့်ပြီးမိမိတို့အနေနဲ့စိုက်ပျိုးရေးအကျိုးစီးပွားတွေကိုကာကွယ်သွားမယ်လို့ဝန်ကြီးချုပ်ပေတုံထန်ကပြောပါတယ်။ပထမ3လဘက်ကာလအတွင်းထိုင်းနိုင်ငံရဲ့စံတင်ပို့မှု30ရာခိုင်နှုန်းရောကျခဲ့ပြီးတစ်နှစ်လုံးပို့နိုင်မယ်လို့မှန်းထားတဲ့ metric ton 9.5တန်ထက်အများကြီးရော့နေနိုင်ကြောင်းထိုင်းစံစပါအဖွဲ့အစည်းကခန့်မှန်းထားပါတယ်။ ငလင်ပေနဲ့ကြုံထားပေမဲ့မြန်မာမှာနျူကလ িয়ার ဆက်ယုံတိဆောက်သွားမယ်လို့ရုရှားပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ပြည်တွင်းဆစ်ဖြစ်နေတဲ့အချိန်မှာငလင်ကြောင့်အပြက်စီးနဲ့ထိခိုက်မှုတွေအများကြီးရှိနေပေမဲ့မြန်မာနိုင်ငံမှာနျူကလ িয়ার တရားပေးဆက်ယုံတိဆောက်ရေးအစီအစဉ်ကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့စီမံကိန်းကိုဦးဆောင်နေတဲ့ရုရှားဆွေရပိုင်းကုမ္ပဏီကရိုက်တာသတင်းဌာနကိုပြောကြားလိုက်ပါတယ်။မက်ရှလာကမဂနီကျူ9.8အဆင့်ရှိမြေငလင်မလုတ်ခင်သတင်းသုံးပတ်က ဗိုလ်ချုပ်မွန်ကြီးမင်းအောင်လှိုင်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ကြားမြန်မာနိုင်ငံမှာသေစာနျူကလ িয়ার ဓာတ်ပေါင်းပုံတည်ဆောက်ရေးသဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲဒီသဘောတူညီမှုမှာရုရှားဆူရရဲ့နျူကလ িয়ার ကော်ပိုရေးရှင်းရိုစတမ်ကထုတ်လုပ်ထားတဲ့55မဂါဝက်ဓာတ်ပေါင်းပုံနှလုံးပါဝင်130မဂါဝက်လျှက်စက်တာထုတ်လုပ်နိုင်မဲ့နျူကလ িয়ার ဓာတ်ပိစက်ရုံအသေးစားတစ်ခုပူးပေါင်းဆောင်ရွက်ရေးသတ်မှတ်ချက်ပေါင်းဝင်ပါတယ်။မကြသေးခင်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်မြန်မာနိုင်ငံက ရက်စတာဒမ်ရဲ့အစီအစဉ်တွေကိုထိခိုက်မှုမရှိဘူးလို့ကုမ္ပဏီရဲ့ပြန်ကြားရေးရုံးကအီးမေးလ်ပေးဖို့တုံ့ပြန်ထားပါတယ်။ငလင်တန်ခန္ဓာရေးတင်းကျပ်တဲ့သတ်မှတ်ချက်တွေအပါအဝင်နိုင်ငံတကာဘေးကင်းရေးယုံကြည်စိတ်ချရမှုဆိုင်ရာစံနှုန်းတွေကိုရက်စတာဒမ်ကအမြင့်မားဆုံးလိုက်နာလှုပ်ဆောင်နေတယ်လို့အဲ့ဒီအီးမေးလ်ထဲမှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာငလျင်ကြောင့်အထူးအခြေခံအစအဦးတွေပြက်စီးသွားခဲ့ပေမဲ့လေကုမ္ပဏီကစီစဉ်ထားတဲ့အတိုင်းနျူကလ িয়ার ဒါဘေးစက်ရုံတိဆောက်ရေးလှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါပေမဲ့တိဆောက်မဲ့အချိန် တီနီယာနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကိုရိုဆာတန်ကုမ္ပဏီကမဖော်ပြပါဘူး။ရေခဲခွဲသင်္ဘောတွေမှာအသုံးပြုဖို့အဲ့ဒီကုမ္ပဏီကကနေဦးထုတ်လုပ်ထားတဲ့ RITM 200 N တပောင်းဘုတ်တွေကိုတုံးပြီးမြန်မာနိုင်ငံမှာနျူကလ িয়ার ဓာတ်ပစ်စက်ရုံတိစောက်ဖို့စီစဉ်နေတာဖြစ်ပါတယ်။ နေ့ပြန်ဧပြီလ24ရက်နေ့အတွက်မိုးလေဝသအခမ်းအနားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွာကြရာမြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးတောင်ပိုင်းဒေသတချို့မှာတော့တိမ်ထူထပ်နေတာကိုတွေ့ရပါတယ်။ကြံတပြီလုံးမှာတော့တိမ်ကင်းစင်သလောက်ရှိခဲ့တာကိုတွေ့ရပါတယ်။မိုးတော်မျိုးအနည်းနဲ့တနင်္သာရီမျိုးနဲ့တဝိုင်းမှာနေရာကွက်ကြားမိုးထစ်ချုံရွာနေခဲ့တာကိုမိုးလေဝသဂျိုဒူးပုံရဲ့ဒီမှာတွေ့မြင်ခဲ့ရပါတယ်။ နေအပူချိန်မြင့်တက်မှုနဲ့မိုးရွာသွန်းမှုကြောင့်လေတူအတွင်အပူချိန်ပြောင်းလဲမှုတွေဖြစ်ပေါ်တက်တဲ့အတွက်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာမိုးလွဲညနေပိုင်းအချိန်လေပြင်းတိုက်ခတ်ခြင်းမိုးဒိန်တောင်ကြီးများဖြစ်ပေါ်ခြင်းမိုးသီးကျွေခြင်းလျှက်စီးလက်ခြင်းမိုးကြိုးပစ်ခြင်းစတဲ့အန္တရာယ်တွေဖြစ်ပေါ်နိုင်ပါတယ်မနက်ဖြန်အတွက်ခံမှန်ချက်ကတော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်တို့မှာတိမ်အသင်းအသင်းမှအတိမ်ထူထန်နိုင်ပါတယ်။သခိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်နေပြည်တော်ပဲခူးတိုင်း ကရင်နီပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးရွာတော့နိုင်ပြီးကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်လို့မိုးကြီးနိုင်ပါတယ်။ကြံဒေသတွေမှာတော့အများအပြားတာယာနိုင်ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းဒေသတွေနဲ့မြဝကျွန်းပေါ်ဒေသတွေမှာအပူချိန်34ဒီဂရီမှ38ဒီဂရီစင်တီဂရိတ်အသွင်းသို့ရောက်ရှိနိုင်ပြီး ၊စကိုင်းတိုင်း၊ပဲခူးတိုင်း၊ရခိုင်ပြည်နယ်နဲ့အေရဝတီတိုင်းအတွင်းရှိမြို့နယ်တချို့မှာတော့အပူချိန်42ဒီဂရီမှ44ဒီဂရီစင်တီဂရိတ်အထိမြင့်တက်နိုင်ပါတယ်။အမြင့်ဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့၊ဖအံမြို့နဲ့တဝဲမြို့တို့မှာ33ဒီဂရီစင်တီဂရိတ်အထိသီးသီးရှိနိုင်ပါတယ်။မြန်မာနိုင်ငံမှာခရမ်းလွန်ရောင်ကြီးအညွန်ကိန်းအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီးရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသတခုလုံးမှာအလွန်ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ မြန်မာနိုင်ငံတဝန်းလုံးမှာမြေကြာဆင်းမှုရောကြနိုင်ပါတယ်ဒီမိုးလေဝသအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ windy.com တို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။တာလွင်ထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစည်းအဝေးကိုကြည့်ရှုခန်းဆောင်ခဲ့ရတာပါ။တာလွင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ ကာကွယ်နိုင်ဖို့လုံခြုံတဲ့ဘုံခုချင်းတစ်ခုကိုဘယ်လိုစောင့်မလဲပထမဆုံးနေရာရွေးချယ်ရပါမယ်တောင်ဆောင်တစ်ပင်အောက်တို့လိုမြင်ကွင်းကွဲတဲ့နေရာမျိုးကိုရွေးချယ်ပါရေစိမ့်ခြင်းအလွယ်တကူရေဝင်နိုင်ခြင်းမရှိဖို့မိန်လာ အမိုက်ပုံရေတွင်ရေကန်တို့နဲ့ငားပေခန့်အကွာမှာရှိတင်ပါတယ်ဘုံခုချင်းစောင့်မဲ့မြေသားဟာလည်းခိုင်ခန့်ရပါမယ်အရေးပေါ်အခြေအနေမျိုးမှာအမြန်ဆုံးပုံခွန်နိုင်မဲ့ညနေရမျိုးကိုတွေ့ပြီဆိုရင်တော့ ချင်းကိုစတူလို့ရပါပြီ။မိသားစုတစုစာပေါင်းခိုနိုင်လို့ပေါင်းခိုချင်းဟာချင်းအနက်အနည်းဆုံး၄ပေကနေ၅ပေအထိချင်းအကျယ်၈ပေ၆ပေခန့်ရှိသင့်ပါတယ်။ကြည်စာဘုံစတွေလွင့်စင်လာရင်ပေါင်းခိုချင်းတွေကိုမဝင်စေနိုင်ဘူး။ဝင်ပေါက်ကိုလူတကူစာအကျယ်ပေါင်းပေအနက်ရှိတဲ့အဲပုံစံတစ်စစ်ချိုတူရပါမယ်။ ဝင်ထွက်ရလဲအောင်ရှော့သောက်ဒါမှမဟုတ်လှေကလေးလုပ်ပြီးခြေမချော်စေဖို့တဲ့ကောက်ယူစပတ်ခွန်တစ်ခုခုကိုခင်းထားတင်ပါတယ်။စိုးစိုးမှုမဖြစ်စေဖို့နဲ့ရေမစိမ့်ဖို့နရံနဲ့ကြမ်းပြင်မှာပလတ်စတစ်များခင်းထားရပါမယ်။အမိုးဆောက်ရာမှာပထမဆုံး6လက်မပတ်လည်ခန့်ရှိသစ်လုံး၊ဝနက်၊ထန်းလုံးတွေကိုခက်စိတ်စိတ်အပြည့်စီထားပါ။ကျင်းအတွင်းနေစဉ်မှာ လေဝင်လေထွက်ရှိဖို့လေးလက်မ PVC ပိုက်နှစ်ခုတပ်ဆင်ထားရပါမယ်။သစ်လုံးတွေမရွေးအောင် တန်ကျိုးဒါမှမဟုတ်တနည်းနည်းနဲ့ခိုင်ခန့်အောင်တွဲချုပ်ထားဖို့လိုပါမယ်။အလုံးတွေပေါ်မှာပလတ်စတစ်၊မိုးကာ၊ပြင်ပြ၊တံပြားတို့ကိုခင်းရပါမယ်။တဲ့အိတ်ညီအိတ်တွေကိုအကြရားတစ်ချက်အန်တန်တစ်ချက်ရှော့မကြအောင်နှစ်ထပ်ခင်းရပါမယ်။တဲ့အိတ်တွေအပေါ်မှာဝက်ကတ်ထပ်ခင်းမှုလိုပြီးဘုံခုချင်းမှမတိတာစီကိုပပတ်လေအမိုးအောက်ခြေချီညီသားနဲ့ပြန်ဖုံးပေးရပါမယ်။ညီမပြိုကျစေဖို့နဲ့ရေမဝင်ဖို့အတွက် သဲအိတ်တလုံးတွေကိုဝင်ပေါက်မှာကာထားပေးပြီးကျင်းပတ်ချာလေးမှာရေနှုတ်မြောင်တထားပေးပါဒါဆိုရင်တော့တိတ်မိသားစုအတွက်လုံခြုံတဲ့ဘုံကိုချင်းတစ်ခုကိုတင်ကိုယ်တိုင်ပြုလုပ်နိုင်ပြီပေါ့